ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒါနိုင်ငံပွဲတွေပြီးပါပြီဗောလေဆိုတော့ international break အပြီးမှာကျွန်တော်တို့ဒါလီပွဲတွေပြန်လာပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့အဲပွဲနေတယ်အဲအရန်ကြီးကောင်းတဲ့ပွဲတွေတော့မရှိဘူးဗောလေနော်အဲ့တော့နည်းနည်းနောက်ကျသွားပါတယ်အဲ့တော့ဒီနေ့ကတော့အဲပြောရရင်တော့ body ရောမောင်းရောမနိုင်ပြောရရင်တော့မရွေးချင်ဘူးဗောလေနော်အရန်ကြီးကြိုက်တဲ့ပွဲရယ်လို့မရှိဘူးဗျဒါပေမဲ့လည်း လက်ရှိကဒါနည်းပြင်းနေမှာဆိုလို့ကျွန်တော်တက်လာတာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတို့ကြီးเนาะမင်္ဂလာပါဗျဆိုတော့ international break international ဒါနိုင်ငံတကာပွဲတွေကတော့ကျွန်တော်တို့ဒါအပေါင်းလေးထွက်ခဲ့ပါတယ်เนาะတကြီးနိုင်ငံတကာတစ်ဖက်မှာတော့ကျွန်တော်အပေါင်းလေးထွက်ခဲ့ပါတယ်အဲ့တော့ဒီနေ့ကတော့အဲလေးသင်းပေါင်းလေးရအောင်เนาะကျွန်တော်လေးသင်းလေးနည်းနည်းလေးသုံးသက်ချက်လေးပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့ premier league ကတော့မရှိဘူး la liga မှာတပွဲရှိတယ် အဲပြီးရင်ဘွန်ဒလီကာမှာတပွဲရှိတယ်ပြီးရင်ဒါ PSG เนาะအသင်းကြီးဆိုလို့ဒါလီဂူဝါမှာဒီနေ့ PSG ပါမယ်ပြီးရင်တော့ချန်ပီယံရှစ်ကမီဒဘရွန်နဲ့ Ipswich ပွဲလေးကျွန်တော်ပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလက်မလေးထုံးစံတိုင်းတရားတစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါဦးညီကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျအဲ့တော့မနေ့ဖြစ်မှာပဲကျွန်တော်တို့ဒါ share ဆွဲကြတာပေါ့ဗျာเนาะစာပွဲလေးတွေမနေ့ဖြစ်မှာပဲကျွန်တော်တို့ထွက်ပါမယ်ဒီနေ့ကတော့ပုံမှန်လေးပဲเนาะ AC လေးပဲကျွန်တော်တို့ဒါအပြင်းပြေလေးပဲကျွန်တော်တို့ဆွဲမှာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါဗျာ ဘရာသာထွန်းထွန်းလေးမင်္ဂလာပါချစ်သက်ကိုမင်္ဂလာပါဦးရဲကြီးမင်္ဂလာပါဘရာသာထွန်းထွန်းလေးမင်္ဂလာပါဟင်းစော်နိုင်မင်္ဂလာပါညီကိုကြီးအဲဘဲပွဲလေးများဒီနေ့ကတော့၄ပွဲပဲဘရာသာကြီးဒီဒီဟိုပါပေါ့အခုစောစောကကျွန်တော်ပြောခဲ့တဲ့၄ပွဲပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ဂျန်ဂျန်နဲ့ကလည်းမရှိပါဘူးเนาะဟိုပွဲရနေပါဘော်ဒလီကာ2လောက်ပဲဒက်ဇတ်တို့ဟန်နိုရာဟန်နိုဗာတို့အဲ့လောက်ပဲရှိကြဆိုတော့အဲ့ပွဲတွေတော့ကျွန်တော်မပြောတော့ပါဘူးเนาะဂျန်နာလည်းတိတ်လီကာတိတ်မရှိဘူးပေါ့လေเนาะဒိမန်လီကိုပဲဟေဂင်တို့လောက်ပဲရှိတာဆိုတော့เนาะအဲ့တော့ဒီနေ့၄ပွဲလေးတော့ကျွန်တော်သုံးသက်ချက်အနေနဲ့ဒါတင်ဆက်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ ခဏနေတော့စမယ်ညီကိုနည်းနည်းလေးနောက်ကျသွားတယ် sorry ပါအလုပ်တစ်ဖက်နဲ့ဆိုတော့ကျွန်တော်နည်းနည်းလေးအဲအချိန်လေးကဒီမှာလုနေရလို့ပေါ့နော်မနေ့ပြန်တော့ကျွန်တော်တေချပေါက်ဒါ9နာရီလောက်ကျွန်တော်စောစောလေးတက်ခဲပေးပါမယ်နော်အဲ့တော့မနေ့ပြန်တော့ share ကျုံးပါမယ်ဟလား brother တင်မိုးအောင်မကွေးမင်္ဂလာပါဗျရန်တိုင်းလေးမင်္ဂလာပါစောစောအောင်မင်္ဂလာပါမောင်မောင်မင်္ဂလာပါကျော်စင်မင်္ဂလာပါရှမ်းကနာအောင်မင်္ဂလာပါ bright star မင်္ဂလာပါညီကိုအေး brother ဇင်ဝိုင်းမင်္ဂလာပါမင်းတက်မင်္ဂလာပါဟိမင်းထွေးမင်္ဂလာပါမင်းအဲမင်းညီတန် alice gb မင်္ဂလာပါညီကိုအေး ကိုကိုယ် sorry boy လေးလောက်ပါ sorry boy တော့မလောက်ပါနဲ့တော့ညီကိုကြီးနော်တွေ့တော့တွေ့လိုက်တယ်ဗျအေဟေလီလာပါလာနော်အဲနာမည်ထားလိုက်ပါတော့အိုက်ပွဲတော့ကျွန်တော်မပြောတော့ပါဘူးနော်ညီကိုကြီးဘာသာပြဖြိုးမင်္ဂလာပါရဲဝင်းထုံးမင်္ဂလာပါဦးဝင်းမောင်မင်္ဂလာပါဇင်မင်းဝေမင်္ဂလာပါရီမင်း MM မင်္ဂလာပါဇော်ဝင်းအဲဟုတ်ဇော်ကိုဝင်းမင်္ဂလာပါဗျကိုမှုဒရာမင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါအောင်တန်းဝင်းမင်္ဂလာပါတွန်းတွန်းလင်းမင်္ဂလာပါဟိမိုးဦးမင်္ဂလာပါဗျဦးဝင်းမောင်မင်္ဂလာပါဆူဆူမင်္ဂလာပါဝင်းကြိုင်မင်္ဂလာပါတူတာမင်္ဂလာပါခင်မောင်လွင်မင်္ဂလာပါညီကိုကြီးဘာသာကိုတင်ကြီးမင်္ဂလာပါဗျမြန်မင်းထက်မင်္ဂလာပါညီကိုကြီး နေသူလည်းမင်္ဂလာပါဆိုးဆိုးမင်္ဂလာပါဖြိုးဝေ8 6 9မင်္ဂလာပါဗျအဲခင်မောင်လည်းမင်္ဂလာကိုတင်ကြီးမင်္ဂလာပါပြဖြိုးမင်္ဂလာပါဖြိုးကျွယ်19 9မင်္ဂလာပါဗျအဲဒါဆိုတော့ကျွန်တော်တို့အဲဆွဲလိုက်ပြီဗျာနော် brother အဲကိုမျိုးဟိုကိုဇော်မျိုးအောင် official မင်္ဂလာပါဗျ LU မင်္ဂလာပါကျော်လွန်မင်္ဂလာပါညီကိုကြီးဆိုတော့ကျွန်တော်တို့စလိုက်မယ်နော်အဲ့တော့အသေးလေးလက်မလေးလေးတယောက်တစ်ချက်လောက်ကိုညီတို့နှိပ်ပေးကြပါအောင်ညီကိုကြီးကျေးဇူးများတင်ပါတယ်ဗျာ ဒါ wine spot မှာဆော့တဲ့ကိုနေအနေနဲ့လည်းကိုဘီရဲ့ promo code ဖြစ်တဲ့ GB777 အသုံးပြုရောလေ100% bonus ကြီးရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက wine spot မြန်မာ Facebook page နဲ့သူတို့ application တို့ website လင်းက customer service code လို့နှိပ်ပြီးတော့လေ24နာရီတည်လို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါ sorry မှာ rie ovio oviedo နဲ့ espanyo ပွဲလေးရတယ်ကျွန်တော်စာပြီးပြောပြီးမှာဖြစ်ပါတယ်နော်အဲ့တော့လက်ရှိကတော့ဒဲဂျီပဲပေးထားတယ်ပပလီတော့အဝေးဝန်းကနေ espanyo ပြန်ပေးထားပြီးတော့ နှလုံးသေးရင်လည်းပြန်ကားထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီနှစ်သိန်းရပြီးခဲ့တဲ့ရသည်လာလီဂါ2မှာတွေ့ခဲ့ပါတယ်နော်အဲ့တော့ပြီးခဲ့တဲ့ရသည်မှာ Real Oviedo အိမ်ခွင်းမှာ Real Oviedo ဘက်က level 50ပေးခဲ့ပြီးတော့1-0နဲ့ Oviedo ကအနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့တော့အိမ်ခွင်းသမိုင်းတစ်လျှောက်မှာ Real Oviedo အိမ်ခွင်းမှာ2ချိန်ဖွင့်တယ်2023-2024 Real Oviedo ကို2ချိန်လုံးကြီးအောင်ပြီးတော့2010နဲ့2020နှစ်ခါမှလေ Real Oviedo အိမ်ခွင်းမှာ Espanyol အဝေးခွင်းကနေနှစ်ခါဖွင့်တယ်နှစ်ခါလုံးကြီးအောင်တာတွေ့ရပါတယ် ဆိုတော့ Real Oviedo အိမ်ဝင်တမိုင်းတလျှောက်၄ပွဲမှာ၄ပွဲလုံးကြီးအောင်လာတယ်။နှစ်ပွဲက Espanyol ဘက်ကဖွင့်တယ်။နှစ်ပွဲက Oviedo ဘက်ကဖွင့်တာတွေ့ရပါတယ်။အဲ့တော့ဒီတစ်ခေါက်မှာအဲ Espanyol ဘက်ကပဲဖွင့်တယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်နော်။ level 10 20ဖွင့်ထားတဲ့အတော့ အစပန်ယိုကြီးပြင်းတယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်အဲ့တော့ Oviedo ရဲ့လက်ရှိကာနာဖောင်အရာကတော့အဲ့လောက်ကြီးတော့ဒီဟာဒီမှာတိတ်တော့မစုံဘူးခံစစ်ပိုင်းမဲ့အဲနည်းနည်းလေးချီကျူးစရာရှိရဲတိုက်စစ်ပိုင်းအဲ့လောက်အဆင်မပြေသေးဘူးနောက်ဆုံးပွဲက Levan လေးအသင်းကိုလည်း50ပေးပြီးတော့ Z2 နဲ့ရှုံးခဲ့တာဖြစ်ပါတယ်သူတို့ဒီဟာဒီမှာနှစ်ပွဲနိုင်တာနဲ့တပွဲကဆိုစီတက်ကို1-0နဲ့နောက်တစ်ပွဲက Valencia အင်ကွန်းမှာ1-2ဂျန်နယ်ပွဲတွေကတော့ အရန်ကြီးကောင်းတဲ့ခြေစွမ်းမျိုးမရှိဘူး graphic ကိုရှုံးတယ် LG ကိုရှုံးတယ်ဘာစီလိုနာကိုရှုံးလာတယ်နောက်ပြီးတော့ဒီ Real Madrid ကိုရှုံးလာပါတယ်ဆိုတော့လက်ရှိအင်္ဂလန်တောက်လျှောက်ကလည်းပေါ်ကျင်တဲ့ပွဲကိုပေါ်တယ်အောက်ကျင်တဲ့ပွဲအောက်တလို့တော့ဖြစ်နေပါတယ်အဲ့တော့တစ်ဖက်ကအသင်းက Espanyol ကဒီရာသီမှာခြေစွမ်းငြိမ်းနေလို့ကျွန်တော်ပြောရမယ်အသင်းထဲမှာပါပါတယ်နော်သူတို့ရှုံးတာဒီရာသီမှာ၈ပွဲမှာ၂ပွဲပဲရှုံးသေးတယ်။ Real Betis ကိုရှုံးတယ်၊ Real Madrid ကိုရှုံးတဲ့အတော့ တန်နယ်ပွဲတွေဟာတော်တော်လေးအဆင်ပြေတဲ့အနေအထားမှာတွေ့ရပါတယ်ဒီထဲမှာဂျီရိုနာအင်္ဂွမ်းမှာတဲကြီးပြီးပြီးတော့ဇီးဇီးနဲ့နောက်ဆုံးအဝေးခွင့်ကန်ခဲ့တာတွေ့ရပါတယ်เนาะအဲ့တော့ဘွဲအစရာသီအဖွင့်မှာလည်းဒါဒီဒီအက်စပန်ယိုအနေနဲ့ကအက်တလတီကိုမက်ဒရစ်အသင်းကိုတော့မှ2-1နဲ့နိုင်တဲ့တိုက်စစ်မျိုးနဲ့ခံစစ်မျိုးရှိတာကြောင့်ဒီဘွဲမှာ OV ဒီယိုလိုမျိုးအင်္ဂွမ်းမှာเนาะအဲအခြေစွမ်းမှန်မှန်တဲ့အသင်းမျိုးနဲ့ကတော့ဒီဘွဲကဘလို့မှ โอวีโดနိုင်ဖို့ကတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်ဆိုတော့အစပန်ညိုပဲနေရမှာဖြစ်ပါတယ်အစပန်ညို body ဖြစ်ပါတယ်เนาะအဲ့တော့နောက်တစ်ပွဲကတော့ဘွန်ဒလီဂါလေးသွားပါမယ်ကျွန်တော်ယူနီယံဘာလင်နဲ့မိုချန်ဂလာဘတ်ပွဲလေးဖြစ်ပါတယ်အဲ့တော့ဒီမှာယူနီယံဘာလင်ကကျွန်တော်တို့ level 40ရှုံးကျွန်တော်ပေးထားတယ်3လုံး90ပေါင်းနဲ့ကာထားပါတယ်အဲ့တော့ပြီးခဲ့တဲ့ရာသီမှာယူနီဘာလင်အင်ကုန်းမှာပြီးခဲ့တဲ့ဂျီရလေး level 50ပဲ1 2နဲ့ယူနီဘာလင်ကမိုချန်ဂလာဘတ်ကအနိုင်ရခဲ့တယ်ဆိုတော့ဂျီကတော့ပြီးထားတာတော့ ပြင်းလည်းမပြင်းဘူးပြောလည်းမပြောဘူးပေးတဲ့နဲ့ကြီးပဲပေးထားခြင်းဖြစ်ပါတယ်အဲ့တော့ယူနေမာနဲ့အင်ကွင်းသမိုင်းတစ်ချောင်းမှာအလုံးပေါင်းအဲ3 6 8 8ပွဲတိတိအခံမှုတယ်ဗောလေဆိုတော့ယူနေမာနဲ့က4ပွဲနိုင်မှုတယ်2ပွဲရှုံးမှုတယ်ဆိုတော့တပွဲတည်ရင် လက်ရှိရလကတော့မျှတယ်လို့ကျွန်တော်ပြောအောင်ပါဖြစ်ပါတယ်ဒါပေမဲ့လက်ရှိ GE ကလည်းပဲတရားရှုံးမဟုတ်တဲ့အတွက်တေချာတာတခုကတော့ Union Berlin သုံးမှတ်ရဖို့ကလုံးဝမတေချာတဲ့အနေထားမှာဖြစ်ပါတယ်အောင်ကျင်လဲအောင်မယ်မအောင်ကျင်လဲမအောင်ဆိုတဲ့အတိပဲဖြစ်နေပါတယ်အဲ့တော့ Union Berlin ရဲ့လက်ရှိဒီဟာဒီခြေစွမ်းမမှန်ဘူးလို့ပဲပြောအောင်ပါ နောက်ဆုံးနှစ်ပွဲဆက်ဂိုးပေါက်ပြောင်းနေတယ်လီဗာပူးဆန်အိမ်ကွန်းမှာ2-0နဲ့ရှုံးပြီးတော့ဟမ်ဘာဂါလိုအသင်းကိုဈေးဈေးနဲ့ကန်တဲ့အနေအထားအရာကတော့လက်ရှိယူနေပါလဲအရန်ကြီးချီစွမ်းမငြိမ်ဘူးပဲပြောရမှာပါဒါပေမဲ့လည်းဖရန်ဖတ်လိုအိမ်ကွန်းမျိုးမှာ3-4ဂိုးနဲ့အထီအောင်မှဒါအနိုင်ရလည်းရခဲ့တဲ့အနေထားအရာလေနည်းနည်းလေးတော့လန့်ရတယ်ပေါ့နော်မထင်မထင်သလိုတော့ဖြုတ်တတ်တဲ့အနေထားလေးရှိပါတယ်နောက်တစ်ခါ Union Berlin ကဒီရာဒီမှာ Stuttgart အသင်းကိုလည်း 2-1နဲ့အိမ်ခွင်းမှာနိုင်ထားတယ်ဆိုတော့နည်းနည်းလေးတော့ကြောက်ရတယ်ထဲမှာပါတယ်ဟိုကောင်ကမိုချန်ကလာဘကဘလို့ဘလို့ဖြစ်လဲတော့မသိဘူးတိုက်ဆက်ပိုင်းကောင်းပင်မယ်လို့လက်ရှိတန်းဆင်းစုံထဲမှာငါးဂိုးပဲသွင်းရသေးတယ်နိုင်ပွဲလုံးဝမရှိသေးတဲ့ဒါဘွန်ဒလီကာရဲ့တသိန်းတော့အသိန်းဖြစ်ပါတယ်နော်ဒီလက်ရှိ6ပွဲကစားပြီးမှ2ပွဲမှမနိုင်သေးဘူးမိုချန်ကလာဘကအဲ့တော့ဒီနေ့ကတော့ pressure များနေတဲ့အတွက်တေချာတခုကတော့ဖွင့်ဆောင်ရမယ့်အနေအထားမျိုးမှာဂိုးပေါင်းကြီးကိုကြည့်တော့3လုံး90ပေါင်းဖြစ်နေတယ်ဗျာအဲ့တော့ဂိုးပေါင်းကြီးအရန်ပြော့နေတဲ့အနေအထားမှာ ယူနီယံဘာလင်အနေနဲ့ခန်းစပိုင်းမဲ့အသားပြပြီးပိတ်ကန်သွားနိုင်တာအကြောင်းကျွန်တော်ဒီဘောလေးတော့ဂိုးအောက်ပဲကြိုက်ပါတယ်เนาะအဲ့တော့ဘော်ဒီအရာကတော့မိုချန်လာဘက်နေနေတယ်ဒါပေမဲ့ဒီဘွက်ကယူနီယံဘာလင်လည်းမရှုံးနိုင်တဲ့ခြေစွမ်းရှိနေတဲ့အတွက်တော့ကျွန်တော်ဒီဘောလေးတော့ဂိုးအောက်ပဲကြိုက်ပါတယ်เนาะယူနီယံဘာလင်ဂိုးအောက်ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်တစ်ခုကတော့ PSG ဘွဲလေးပါအဲ့တော့ဒီမှာ PSG ကတလုံး100ရှုံးထိပေးထားတယ်350ရှုံးထိပေးထားပါတယ်ဆိုတော့ဒီမှာ PSG အနေနဲ့ကလက်ရှိလီဂူဝမ်မှာနည်းနည်းလေးတိုင်ပတ်တယ်မဟုတ်လားအဓိက ဒန်ယန်လူစင်အရင်များတယ်ဗျအဲ့တော့ဒမ်မီလီကတော့တေချာတကူတော့မပါဘူးနာဗက်စ်မပါဘူးမာကွန်ညုံမပါဘူးရောမပါဘူးအဓိကကစားသမားကြီးရဲ့၄ယောက်မပါတဲ့အနေအထားမျိုးမှာတလုံးတရာရှုံးပေးတာကတော့ဘော်ဒီကကျွန်တော်ပြင်းတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ကာရက်ကလီယာဒီနေ့ဘက်မှာပါနိုင်မလားဆိုတော့ international break မှာနည်းနည်းလေးပင်ပန်းထားတယ်เนาะဂျော်ဂျီယာနဲ့လက်ရှိကာရက်ကလီယာမပါရင်တော့ဒါဘာဂိုလာနဲ့ MBA ဒီရာမော့စ်เนาะဒီလူနေနဲ့ပွဲထောက်မှာဖြစ်တဲ့အတွက်နှလုံး ြက်စီရတော့မရှိနိုင်ဘူးဗျတဖက်ကအသင်းကမနိုင်ပြောရင်တော့စတန်ဘောကလက်ရှိတရားဒီမှာတော်လေးခြေစွမ်းကောင်းနေတာအဆင့်3ထိရောက်နေတယ်ရမ15မှတ်နဲ့မာဆေးနဲ့လက်ရှိ level ချင်းတူးနေတယ်အဲ့တော့ပေးကောကလည်း9ကိုပဲရှိတယ်14ကိုသွင်းထားတယ်ဆိုတော့လက်ရှိအနေထားအရကကြေးရတော့ပြင်းတယ်မှန်တယ်ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာအိမ်ဝင်ပြီးခဲ့တဲ့ကြီးကနှလုံး90ပေါင်း42နဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်ကြီးအောင်ခဲ့တယ်အဲ့တော့မနေ့ကနှလုံး90ပေါင်းကိုတော့မမီဘူးဒါကလည်းလက်ရှိဒမ်ဘီတို့အဓိကကစားသမားတွေတိုင်ရန်ရတဲ့အတော့ဒီလိုမျိုးဒါတလုံးတရာရှုံပြီးတာဒါဆိုတော့ကြီးရတော့ မှန်တယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့ PSG တွေနဲ့ပြီးခဲ့တဲ့ပွဲမှာလူမဆုံတဲ့အတော့ Lily ပွဲမှာတတ်မှတ်ပေးရခဲ့တယ်သုံးမှတ်ဒါမရခဲ့ဘူးဗောလေ short ရှေ့မှာ Champion League မှာ Barcelona အသင်းကို1-2နဲ့ဒါလူစင်းမရှိပင်မဲ့လဲရအောင်ကန်သွားတဲ့အနေအထားလေးရှိပါတယ်ဆိုတော့လက်ရှိဒီနေ့ပွဲပြီးရင်လာမယ့်အပတ်ဟာကျွန်တော်တို့ဒါပွဲကျက်သွားပြီ Liverpool စံအိမ်ကောမှာ Champion League သွားကန်ရမှာ PSG ကဒါကြောင့်နည်းနည်းလေးကစားအားတော့ Garage Gallery တို့ကို ချိန်ပြီးတော့မိနစ်90လုံးမသုံးဘူးလို့ပဲကျွန်တော်ယူဆတယ်ဆိုတော့တလုံးတရာရှုံးကတော့ဘလို့ပဲကြေးပြင်းပြင်းမအောင်နိုင်လောက်ဘူးဗျလေနော်3လုံး90ရှုံးပေးထားတာကြောင့်အောက်ထက်နှလုံးသွင်းမယ်ဆိုရင်တော့မှဒီ3လုံး90ရှုံးကြောင့် Starbox 900နိုင်တဲ့အနေအထားလေးရှိနေတယ်အဲ့တော့ Starbox ကဒီရာဒီမှာ လက်ရှိတိုက်စစ်ကောခံစစ်ကောတော်တော်လေးကောင်းနေတယ်။မာဆေးကိုဒီယာဒီမှာ1 2နဲ့ရှုံးတယ်။မိုနာကိုကို3 2နဲ့ရှုံးဝင်မဲ့ကတ်ပြီးရှုံးတာဖြစ်ပါတယ်။ဒီထဲမှာမိုနာကိုအိမ်ခွင်းမှာမိုနာကိုအသင်းတော်မှာเนาะဒီယာဒီမှာပေးတဲ့ကြီးကတလုံး90ရှုံး3 2ဖြစ်ခဲ့တဲ့အနေထားမှာ BSC တလုံး100ရှုံးကတော့ လိုပဲဖြစ်ဖြစ်တော့မနေကျင်ဘူးညာဆိုတော့နေမယ်ဆိုရင်တော့စားမော်ဝင်နေရမှာဖြစ်ပါတယ်ဒီဟာဒီရာသီဂျိုပွဲတန်ဆောက်လို့လက်ရှိချိန်ဒီအဝေးခွင်းတောက်လျှောက်ဖွင့်တဲ့ပွဲမှာတပွဲပဲကြာသေးတယ်เนาะနောက်ဆုံးပြန်မလို့ခုနှစ်ပွဲဆက်အဝေးခွင်းကကြီးအောင်ထားတဲ့အတွက်ဒီဝင်ပွဲလဲကျွန်တော်စားဖို့ပဲကြိုက်ပါတယ်เนาะစတားစပေါ့ဖြစ်ပါတယ် စတာပေါ်ပေါ်ကြီးဖြစ်ပါတယ်။ Okay ပါ။အဲ့တော့နောက်ဆုံးပွဲကတော့ Championship က Middlebro ပွဲလေးဖြစ်ပါတယ်။ DJ ပေးထားတဲ့နှလုံး90ရှုံးပေးထားပါတယ်။အဲ့တော့ဒီနေ့အသင်းရဲ့ပြီးခဲ့တဲ့ရာသီ2024လောကနောက်ဆုံးထိတဲ့တစ်ဆုံမှုအရာပြီးခဲ့တဲ့ကြီးဟာ Switch down အင်ကွင်းမှာနှလုံး90ပေါင်း11နဲ့ပွဲပြီးခဲ့ပြီးတော့ Middlebro အင်ကွင်းမှာ2023 12လပိုင်းမှာ Middlebro ဘက်က level 90ရှုံးကို Z2 နဲ့ Switch ကနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့လက်ရှိကြီးအရာ DJ ပေးထားတာဖြစ်တဲ့အတွက် Middlebro နိုင်စရာအကြောင်းသိတော့မရှိနိုင်ဘူး။သို့ပေမဲ့လက်ရှိကစားပုံအရာ Middlebro ပြဿနာကတိုက်စစ်ပိုင်း ဟိုအနေလေးခက်ခဲနေတယ်ဗောလေရုံးကန်နေရတယ်ပေါ့စမောက်အသင်းကိုတော့မှ1-0နဲ့ရှုံးတယ်ဆိုတော့အဲ့ရှိမှလည်းစတော့စီးတီကိုဇီးဇီးဆောက်တန်ကို1-1ဖြစ်တဲ့အတွက်ဒီနေမောမှာပေးထားတဲ့နှလုံး90ရှုံးအရနှစ်သင်းပေါင်းနှလုံးလောက်တော့ရောက်ဖို့အဲခင်းရင်မယ်ဆိုတဲ့အနေဒါဖြစ်ပါတယ် Switch down ပြန်ကြည့်ရရင်တော့အဲ့လောက်ကြီးတိုက်စစ်ကညံ့တာမဟုတ်ဘူးပွဲတိုင်းလို့ကိုရတယ် Bowden News ကိုဖြစ်ထားတဲ့အနေဒါမျိုးမှာနှလုံး90ရှုံးရတာ Middle Brook ဘက်ကမာမဲ့အနေထားကြောင့်ရင် Switch တဲ့အဝေးကွင်းနောက်ဆုံး9ဘက်မှာ4ဘက်9ောက်ထားတဲ့အချက်ရဲ့ကြောင့်ဒီဘက်လည်းကျွန်တော် 6အောက်ပဲကျိုက်ပါတယ်မက်တယ်ဘရော့6အောက်ဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီလေးပွဲလို့ brother တို့တွဲလိုက်မယ်ဆိုတော့ဒီနေ့ရဲ့ဒါလေးသင်းပေါင်းလေးရမှာဖြစ်ပါတယ်။အဲဒီမှာမှ body အနေနဲ့တရောင်းနေတော့ပွဲအနေနဲ့ရွေးပါဆိုရင်တော့ကျွန်တော်ကတော့ star ball ပဲကြိုက်တယ်ဗျ။ star ball body ကြိုက်တယ်ဒုတိယဦးစားပေးအနေနဲ့ရွေးမယ်ဆိုရင်ကျွန်တော် Espanyol ကြိုက်တယ်အဲ့နှစ်ပွဲကတော့တကြောင်တော့ပွဲအနေနဲ့ဆော့မယ်ဆိုတော့အရှုံးမရှိနိုင်ဘူးလို့ယူဆပါတယ်เนาะအဲ channel ၄ပွဲကတော့ကျွန်တော်တို့ဒါလေးသင်းပေါင်းလေးတွဲလိုက်တော့ဒီနေ့အဆင်ပြေကောင်းပြေနိုင်ပါတယ် Okay ပါဒါဆိုတော့ဒီနေ့သုံးသက်ချက်ကတော့ဒီလောက်ပါပဲညီကိုရေเนาะပွဲလည်းအရင်ကြီးမများဘူးဆိုတော့ဒါအပြင်းပြေလေးပါသားတို့ဆော့ဖို့အတွက်ဒါသုံးသက်ချက်လေးတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဗျာအဲ့တော့အသေးလေးလမလေးလေးเนาะဒီ live stream လေးကိုတယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးများကြီးတင်ပါတယ်ဆော့မနေ့ပြန်တော့ကျွန်တော်စနေနေ့ share ကျုံးပါမယ်ဇာပွဲတွေအများကြီးရှိပါမယ် ညနေ9:00နာရီလောက်ကျွန်တော်တို့ပြန်ဆုံပါမယ်။โอเคပါ။ဆိုတော့ဒါဒီဒီ live stream ကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းနေတိုင်းကျေးဇူးများကြီးတင်ပါရဗျ။မင်္ဂလာစီသောညလေးဖြစ်ပါစေဗျ။ good luck ပါဗျ။